Hello အားလုံးပဲမင်္ဂလာပါဘူဝမချင်းကနေကြိုဆိုပါရစေ။ဆိုတော့ဒီနေရာဒီအပြောင်းရွှေ့မှာအရင်အသင်းကြီးဂျားထဲမှာတောက်လျှောက်ဆိုသလိုတင်းကြီးအမျိုးစုံထွက်နေတဲ့တောင်မန်ဇာမဖြစ်တဲ့နီကိုဝီလျံစ်နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ကိုကျွန်တော်တို့တင်ဆက်ပေးသွားပါမယ်။နီကိုဝီလျံစ်ကတော့လက်ရှိမှာတခြားအသင်းကြီးရဲ့ဘာကသူ့ကိုစိတ်ဝင်စားနေပေမဲ့လည်းလို့ပါစီလီနာကိုပြောင်းဖို့ကသာဦးစားပေးရွေးချယ်လိုက်ပြီးဆိုတဲ့အကြောင်းကျွန်တော်ဖက်ပီစီရိုမန်နူကဖော်ပြလာတာကြီးကျွန်တော်ရှိတယ်။ဆိုတော့လက်ရှိမှာ ဟိုပထမဆုံးသတင်းကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်နီကိုဝီလီယမ်စ်ကိုခေါ်ယူဖို့ဂျူးပန်းနဲ့အသင်းတွေစိတ်ဝင်စားနေတဲ့အသင်းတွေထံကိုကစားမဖြစ်သူရဲ့ဘက်ကလောလောဆယ်မှာဘာစီလိုနာကိုဦးစားပေးပြောင်းကျင်နေဆိုပြီးတော့သတင်းတွေတက်လာတာကြောင့်ပေါ့နော်အဲ့ဒီကလပ်အသင်းတွေရဲ့ဘက်ကဒါဒီကစားမရဲ့စိတ်အခြေအနေကိုသိရှိထားပြီးဖြစ်နေပေါ့ဗျာသူဟာဘာစီလိုနာကိုသာဦးစားပေးပြောင်းရွှေ့ကျင်နေပေါ့နော် အခုဆိုလို့ရှိရင်တော့တို့ဒီ ဘာစီလိုနာရဲ့ဘက်ကပေါ့နော် financial ဘိုင်းတွေ technical ဘိုင်းဆန်ရာတွေနဲ့ပတ်သက်ပြီးတော့သူတို့တွေဆုံးဖြတ်ဖို့ပဲကြံတော့တယ်ဒါပေမဲ့လို့ Nico Williams ရဲ့ရည်ရွယ်ချက်ကရှင်းတယ် ဘာစီလိုနာကိုပြောင်းရွှေ့ရဖို့သာဖြစ်တယ်ပေါ့နော်ဒီထဲမှာဆိုလို့ရင်တော့ဘိုင်ယန်တို့ပါတို့ကလည်းကျွန်တော်တို့ကဒီကစားမဖြစ်သူရဲ့အခြေအနေနဲ့ပတ်သက်လို့စောင့်ကြည့်နေစေဖြစ်တယ်ဆိုပြီးတော့ပြောထားတယ်ဒါအပြင်လွန်ခဲ့တဲ့နိုင်ပိုင်းကကျွန်တော်ထပ်ပေါ်လာတဲ့သတင်းရဆိုလို့ရှိရင်ဘာစီလိုနာရဲ့ဘက်ကတော့နီကိုဝီလျမ်စ်ကိုခေါ်မဲ့အစီအစဉ်ကိုလက်ရှိမှာစတင်လှုပ်ဆောင်နေပြီဖြစ်တယ်ပေါ့နော်ကစားမဖြစ်သူဟာသူတို့အသင်းကိုဦးစားပေးပြီးတော့ channel အသင်းနဲ့ထက်ပြောင်းရွှေ့ခြင်းနဲ့ဆိုတဲ့ကျွန်တော်တို့ကဒီဦးစားပေးမှုရအပြီးမှာ ဘိုင်ယန်ရဲ့ဘာစီလိုနာအသင်းရဲ့ဘက်ကခေါ်ဖို့အတွက်လက်ရှိကြိုးပမ်းတာဖြစ်နေပေါ့ဗျာဆိုတော့ဘာစီလိုနာရဲ့ဘက်ကတော့ဘာစီလိုနာရဲ့ဘက်ကတော့ကျွန်တော်လက်ရှိကစားမဖြစ်သူရဲ့အီဂျင့်နဲ့ထပ်ပြီးတော့စကားပြောဆိုမှုတွေလိုသေးတယ်သူတပြင်းတော့ဘီဘာအိုရဲ့ဘက်ကတတ်မှတ်ထားတဲ့စာချုပ်ပါယိုဂျီယူရို58တန်းကိုယိုဂျီပေးပြီးတော့ခေါ်မှာ ခေါ်မာဖြစ်တဲ့အတွက်ဘီဘာအိုတို့ဘာလို့လဲကအဲ့လောက်ကြီးကြီးကျွန်တော်ဆွေးနွေးစရာမလိုဘူး။ဒါပေမဲ့လို့ကစားသမားဖြစ်သူနဲ့ကျတော့ပုံကိုယ်ရေးဆိုင်ရာသဘောတူညီမှုတွေရဖို့အတွက်သူ့အေဂျင့်နဲ့အများကြီးဆွေးနွေးဖို့လိုသေးတယ်။လက်ရှိမှာလည်းဟိုတကယ်ပန်း advanced stage ကိုရောက်မနေသေးဘူးတိုးတိုးလည်းပဲဘာစီရဲ့ဘက်ကတော့စပြီးတော့ကျူးပန်းနေပြီဖြစ်တယ်လို့ကျွန်တော်သိရတယ်ဆိုတော့ဒါဒီ Nico Williams ရဲ့အခြေအနေပဲကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဒီຫນွေမှာ Nico Williams က ဘယ်လိုပြောမလဲဒီ athletic athletic bibao မှာပဲသူဆက်ပြီးတော့နေတော့မဲ့ပုံစံမျိုးတွေတောက်လျှောက်သတင်းတွေကျွန်တော်ထွက်ထားတာဒါပေမဲ့အခုကတော့ဗောနော်ကျွန်တော်နေနဲ့ဘာစီလိုနာကိုပြောင်းဖို့အတွက်ကပို့ပြီးတော့နီးဆက်လာပြီဘာစီရဲ့ဘက်ကလည်းကျွန်တော်ဒီ market stretch ဖို့လို့ Louis Diaz တို့နဲ့အတန်ဒီထွက်ခဲ့မှုတဲ့သူတပင်ကစားသမားဖြစ်သူရဲ့ဘက်က Barcelona ကိုပြောင်းဖို့အတွက်ဆန္ဒသိမ့်မရှိတဲ့ပုံစံပေါ်နေလို့ဒီကိုကလည်းဒါကိုပြောမှုတဲ့ဒါပေမဲ့လို့အခုကစားမားရဲ့ဦးစားပေးသည် Barcelona ကိုပြောင်းရွှေ့ရဖို့သာဖြစ်တယ်ဆိုပြီးတော့ပြောပြီးမှ Barcelona ရဲ့ဘက်က ယူရို90နဲ့8သန်းစာချုပ်ပါယိုကြီးပြီးပြီးတော့ခေါ်နိုင်မယ်ဒီကောင်လေးကိုသူကျိုးပန်းတော့မှာစပိန်မှာလည်းရမဲနဲ့ကျွန်တော်တို့ဒီနီကိုဝီလျံစာဘလောက်ထိဒီတယ်မလားအတွဲဖက်ညီညီကစားနိုင်နေတယ်လေနှစ်ယောက်စလုံးကဘလောက်ထိကျွန်တော်တို့နေနေပေါ့နော်အဲလူငယ်ကစားမားတွေဖြစ်ပြီးတော့ဘလောက်ကောင်းကြတယ်လဲဆိုတာကိုသိထားပြီးသားဆိုတော့ဘာစီလိုနာမှာဒီအတွဲဖက်ကိုသူတို့ကသုံးသွားဖို့အတွက်လက်ရှိမှာပြုလုပ်နေပြီဆိုတော့အာဆင်နယ်တို့နဲ့လည်းကျွန်တော်တို့နေနေတဲ့တင်းနေကျွန်တော်တို့ထွက်တယ်တခြားအသင်းတွေနဲ့လည်းတင်းနေကျွန်တော်တို့ထွက်တယ်ဒါပြီးမဲ့လို့ပေါ့နော် လက်ရှိမှာနီကိုဝီလျံစ်ကတော့ကျွန်တော်တို့ဒီဘာစီလိုနာကိုပြောင်းတော့မယ့်အခြေအနေမျိုးပါအာဆင်နယ်ရဲ့ဘက်ကလည်းလက်ဖွင်းကမာတီနယ်လီတို့ထရော့ဆာတို့ကိုဘယ်လို့မှအားရခြင်းရှိမနေဘူးဗျာအဲ့ဒီတော့ဗောနော်လက်ဖွင်းမှာသူတို့ပြိတက်တွေကြားထဲမှာလည်းနီကိုဝီလျံစ်နီကိုနီကိုဝီလျံဆိုတဲ့ပုံစံမျိုးတွေအများအားပြောလာဆိုလာကြတာအဲ့မဲ့အခုကတော့ဗောနော်ကျွန်တော်အနေနဲ့ဒီအာဆင်နယ်ကဘာအခွင့်အရေးမှန်ကိုမရှိတော့တဲ့အခြေအနေမျိုးပါတခုတော့ရှိတယ်ဗျာကျွန်တော်ပြိတက်အာဆင်နယ်ပြိတက်တွေကြားထဲမှာသာ နီကိုဝီလျမ်စ်ကိုလိုချင်တယ်လိုချင်တယ်ဆိုတဲ့သတင်းတွေကျွန်တော်ထွက်တာတကယ်တမ်းအာဆင်နယ်ရဲ့ဘက်ကလည်းစိတ်ဝင်စားမှုရှိပြီမဲ့လေလို့သူတို့ချေချာကြီးနီကိုဝီလျမ်စ်နဲ့ပတ်သက်လို့ကြိုးပမ်းနေတာတွေမရှိဘူးဒါကိုလည်းပဲအာဆင်နယ်ပြိသက်တွေရဲ့ဘက်ကဟိုသဘောမကျတာအထူးသဖြင့်တိုက်စစ်ပိုင်းမှာဘင်ဂျမင်ဆက်စကူကိုစကားပြောရကြားနေပြီအဲတော့ဒါအပြင်လိုအပ်ပါတယ်ဆိုတော့လက်ဖွင့်နေရာမှာလည်းမာတီနယ်လီတို့ထရော့ဆာတို့နဲ့အဆင်မပြေဘူးဆိုတော့အာဆင်နယ်ပြိသက်တွေရဲ့ဘက်ကလက်ရှိတကယ်ကောင်းတဲ့နီကိုဝီလျမ်စ်ကိုခိုးစေချင်ကြတာပြဿနာကအာဆင်နယ်ကဘာမှန်ကူထူးထူးခြားခြားမကြိုးပမ်းဘူး တကယ်စိတ်ဝင်စားတယ်ဆိုတဲ့အဆင့်လောက်ကလွဲရင်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အနေနဲ့အာဆင်နယ်ပြိတ္တတီကတော့အများကြီးမျှော်လင့်ထားတာပေါ့ဗျာဒီကစားမကိုနီကိုဝီလျံကိုခေါ်ဖို့အတွက်နော်ဒါပေမဲ့လို့လည်းရှိမှာရောက်လာဖို့ကျွန်တော်တို့မရှိတော့တဲ့အခြေအနေမျိုးပါအာဆင်နယ်နဲ့စာလို့ရှိရင်လက်ရှိသူ့ကိုခေါ်ဖို့ကြိုးပမ်းနေတာကဘိုင်ယန်မြူးနစ်ပဲလီရန်စာနီကိုဂလာတာဆာရီတန်သူတို့လက်လွတ်လိုက်ရတယ်လက်လွတ်ရပြီးတော့လက်ရှိကျွန်တော်တို့အနေနဲ့ကင်းစလီကိုမန်းရဲ့အခြေအနေကလည်းသူတို့အားကိုးရလောက်တဲ့အနေထားမှာမရှိသလို ကနာဘရီကလည်းသူတို့အရင်အားကိုးရတဲ့အခြေအနေမျိုးမှာရှိမနေလေဘူးဒါကြောင့်နီကိုဝီလျံစ်ကိုလည်းဘာစီလိုနာရဲ့ဘက်ကအမှန်ကန်ခေါ်ချင်တာပြဿနာကကစားသမားကပေါ့နော်ဟိုသူ့ရဲ့ဦးစားပေးရွေးချယ်မဲ့အတင်ကဘာစီလိုနာ ဖြစ်သွားတော့တိတ်အခွင့်အရေးမရှိတော့ဘူးဆိုတော့လက်ရှိမှာတော့ဘာစီရဲ့ဘက်ကပဲဒီကစားသမားကိုခေါ်နိုင်တော့မယ့်အခြေအနေမျိုးပါဘာစီကိုသူလုံးဝပြောင်းရွှေ့သွားဖို့အတွက်အခြေအနေကောင်းသွားပြီလို့ကျွန်တော်ထင်တယ်ဘာစီရဲ့ဘက်ကလည်းတကယ်တမ်းကဒီကစားသမားကိုခေါ်ချင်တာပြီးခဲ့တဲ့ຫນွေက ော့ဒီအာဒီကောင်ကလုံးဝပါစီကိုအင်မတန်ပြောင်းကျင်ပါတယ်ရွှေ့ကျင်ပါတယ်ဆိုတဲ့ပုံစံမျိုးတွေမပြခဲ့ဘူးအဲ့တော့ဒီကူရဲ့ဘက်ကလည်းအဲ့ဒါကြောင့်မခေါ်ခဲ့တာဆိုပြီးတော့သူပြောထားတယ်အခုကတော့နီကိုဝီလျံစ်ကဘာစီလိုနာမှဘာစီလိုနာဖြစ်နေတော့ပြောင်းရွှေ့ကြီးစာချုပ်ပါယောကြီးယူရိုတန်58တန်ကိုပေးရင်အပြောင်းရွှေ့ကဖြစ်ပြီးအခုတော့ဘာစီရဲ့ဘက်ကကစားသမားရဲ့ပေါ်တော့ဒီဦးစားပေးမှုကိုရထားတော့သူတို့တွေကစားမားနဲ့ပုံကိုဆိုင်ရာသဘောတူညီမှုတွေရဖို့ကြိုးပမ်းတော့မှာပေါ့လေဆိုတော့နီကိုဝီလျံစ်ကဘာစီလိုနာကစားသမားဖြစ်ဖို့အခြေအနေများသွားပါပြီ တော့ညီကလေးရောဘယ်လိုမြင်ကြလဲဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့အကြမ်းထဲမှာတတင်းတင်းကရောဖြတ်ခေါ်သွားနိုင်စွမ်းရှိသေးတယ်လို့ကျွန်တော်ထင်ကြလားဒါမှမဟုတ်ဘာစီလိုနာကိုပဲနီကိုဝီလျံပြောင်းရွှေ့သွားနိုင်မယ်လို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်